အဲ့တော့ဒါလေးကိုကျွန်တော်ဖြည်းဖြည်းချင်းလေးကျွန်တော်တို့ဒီလိုလေးလောက်ရမှာဖြစ်ပါတယ်เนาะပြန်လာခဏကျွန်တော်ကဘာတင်ထားလဲထိုက်တိုက်ဆိုတဲ့အရာကိုတင်ပေးထားတယ်လားအ20ဝင်စရာမလိုဘူးဟုတ်တယ်เนาะထိုက်တိုက်ဆိုလိုက်ရတယ်ထိုက်တိုက်ဆိုဒီလိုထိုက်တိုက်ဆိုလိုက်ရတယ်အပေါက်လေးပေါက်တော့ရပြီပေါ့ဟုတ်တယ်เนาะဆိုတော့ face side twin လေးအများမ twin ရဘူး ရဲစရာမလိုလို့နော်အဲဆိုရင်ပန်လာနဲ့အဝေးဒီလိုလေးကျွန်တော်တို့ဖောက်ပြီးသွားပြီဆိုရင် high gate high bar လေးကိုတတ်မယ်တတ်တဲ့အခါအဝလေးကိုခုရဲ့မျက်စိလေးနဲ့ချောင်းကျစ်ပါနော်ပြီးသွားရင်ကျွန်တော်တို့ကတအားပိုက်ကတအားဟိုနေရာရောက်သွားလို့မရဘူးနော်ပြီးသွားရင်အပူကန်နဲ့တတ်ဆင်မယ်ပိုက်လေးကိုတတ်မယ်ဒီအပူကန်ဒီပိုက်တတ်တဲ့အခါကျွန်တော်တို့ကဒီအပူကန်မှာကိုယ့်ရဲ့ပိုက်ကဝင်လားမဝင်ဘူးလားဆိုတာကိုလေအရင်ဆုံးတိုင်းထားရမှာဖြစ်တယ်ဒီကောင်ကမဝင်ဘူးเนาะမဝင်ဘူးဆိုရင်ကျွန်တော်တို့ကြိုပြီး ချဲ့တာတွေပါတယ်လှုပ်ပေးထားရပါမယ်နော်ကြိုပြီးချဲ့ထားရပါမယ်ဟမ်โอเคချဲ့ပြန်တိုင်းခြင်းမယ်ဝင်သွားပြီလောက်ဆိုရင်နော်အပူပေးလို့တွင်လို့ရပြီโอเคလောက်ဆိုရင်ကျွန်တော်တို့အရင်ဆုံးစောမယ်စောသွားတဲ့အခါကျွန်တော်ဒီလိုလေးစောမှာနော်ဒီလိုလေးဒီလိုလေးဒီတိုင်းလေးစောလိုက်မယ်နော်ဒီတိုင်းလေးမင်းကတော့စော်တဲ့ကစကေးလေးတော့နည်းနည်းလေးရှိဖို့လိုတာဖြစ်ပါတယ်နော် မင်းစော်ပြီးသွားစော်ပြီးသွားချင်းချင်းကျွန်တော်တို့ရေမဆွက်ရဘူးရေမလောင်းရဘူးနော်လာလုံးမလားဒီတောင်းလေးပြချက်မှာဆိုတာလုံးပါတယ်လုံးပါတယ် ိုက်ပါဟိုက်ပါဟိုက်ပါလားလားအဲ့လိုမျိုးလေးဆိုပြီးသွားပြီဆိုရင် ကျွန်တော်တို့ဒါအောင်အေးခံပေးရပါမယ်เนาะခုမရေလောင်းတာတော့ဘာလို့မလုတ်ပေးရပါဘူးเนาะခုမအေးလေးခံပေးရပါမယ်ပြီးသွားရင်တော့ခုမလှစေခြင်းတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါလေးတွေကိုကိုပက်လေးနဲ့ပပလေးတိုက်ပေးလို့ရတာဖြစ်ပါတယ်เนาะဒီနေရာလေးတွေကိုကိုပက်လေးနဲ့ပပလေးကိုက သူ့ရဲ့ခါလာလေးတွေမြင်သွားအောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်အပူပိုင်းနဲ့တက်ဆက်ပြီးသွားတဲ့အခါမှာလောင်လုံးဒီကိုဘက်နဲ့တိုက်လို့ရတာဖြစ်ပါလေโอเคကျွန်တော်အဲ့ဆိုရင်အပူပိုင်းတက်မယ်ဘူကွန်တက်မယ်ဆိုရင်ဖွန်တာဘက်ကိုဒီဘက်ထားမယ်နော်ဒီဘက်ကဟိုရတယ်ဒီဘက်မှာဆိုရင်အဆင်ပြေတယ်ဒီနားလေးဒီကလွတ်တယ်လေဟုတ်တယ်နော်โอเคတရားတိုင်ပေးမယ်ဒီရလေနော်ဟုတ်ကဲ့ကြီးနဲ့တန်နဲ့ဆိုအားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လာချာလေး ုံးပေးရပါမယ်နော်လိုချင်တဲ့နေရာတွေကိုဖောက်ကတ်ရအောင်ရဲ့ပြင်နော်လိုချင်တဲ့နေရာတွေဖောက်ကတ်ရအောင်ရဲ့ပြင်ထားပြီးသားမလို့ရပြီဟိုဘောင်းတော့လည်းလည်းကာဖို့လိုလိုက်တယ်ကနနာ ဒါဆိုရင်ကျွန်တော်ဒီဖတာမအေးခင်မှာကျွန်တော်ကွန်ပရက်ဆာမောင်းရမှာဖြစ်တယ်။ဘာလို့ဖတာမှာအပူချိန်ရှိနေတာမို့လို့သူ့ရဲ့ရငွက်ကမြန်မြန်လေးထွက်သွားနိုင်တယ်။ဒါကြောင့်မလို့ကျွန်တော်ဖတာမအေးခင်မှာကွန်ပရက်ဆာကိုမောင်းပေးရမှာဖြစ်တယ်။ဒါဆိုရင်တော့သူ့ရဲ့ရငွက်ကတော့ဖတာမှာမနေတော့ဘူးဖြစ်ပါလေနော်။ရိုက်ရိုက်ထားတယ်မလား။ဆိုကြငါပြောက်သေးပြောတဲ့ပုံစံဖြစ်နေပါအောင်မယ်။ဟုတ်ကဲ့။ Okay ဒါဆိုရင်ကျွန်တော်တို့ကကွန်ပရက်ဆာကိုဆက်မောင်းမယ်။လက်နဲ့တော့ပိုက်စရာမလိုတော့ဘူးဒီတစ်ခါ။ဟုတ်တယ်နော်။ဘာလို့ဆိုကွန်ပရက် ဖတ်တာမှအဖူရှင်ရှိနေတာမဟုတ်လို့ဟုတ်တယ်နော်ဖုံမိတ်တွေသူအဖူရှင်ကြောင်းပြန်သွားမှာနော်ပေါင်းပြီပေါင်းနေပြီလက်ဒီဘက်မှာထွက်နေပြီနော်ဟိုဘက်ကိုထွက်ပေါ်တဲ့ဒါလေးကိုပိုက်ပစ်ထားလိုက်ရမှာနော်ပူတော်ပူသေးတယ်နော်ဒါဆိုရင်ရဟာဇင်လေးခဏလေးပိုက်ထားလိုက်မယ်လက်နဲ့နဲ့ပိုက်ထားမယ်ပြီးဖွင့်မယ်ဒါတော့ပူပါတယ်ဖွင့်မယ်ဗာရင်ငွေးကြံအောင်ပါလေ ဘာမှမကြံတော့ဘူးသဘောပေါက်ပြီနော်ဒီတင်ရမှာ high pressure မှာ pressure ရှိနေအပူချင်းချင်းနေတယ်ခိုင်တော့မခိုင်နိုင်ဘူးဒီ potion ကနော်ဒါကိုကျွန်တော်တို့လက်နဲ့ပိုက်ထားတဲ့အခါကျွန်တော်တို့စော်ထားတဲ့နေရာဒီနေရာရှိတာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်တို့ဆက်ပြနဲ့စစ်စစ်လို့ရတာဖြစ်ပါတယ်အားလုံးစော်ပြီးသွားတဲ့အခါ pressure တက်လို့เสียမလို့တော့ဘူးဖြစ်ပါတယ်ဟုတ်လား စတက်ပိုင်းတော့ဒီနေရာဆမ်းလို့မရဘူးလားခုလောလောဆယ်ဆမ်းမယ်ငယ်ကောင်ဆက်ပြလေးပေးလိုက်ဆမ်းမယ်ဒီရဆမ်းမယ်မရှိဘူးနော်ဒါတော့ဆမ်းလို့မရဘူးလားဆက်ပြမြုပ်လေးလောက်လိုက်ဆက်ပြမြုပ်လေးလောက်လိုက် ရှိလို့လားမရှိဘူးလေဟုတ်တယ်နော်အားလုံးပြီးဆုံးသွားတဲ့အခါပါလို့လေ pressure တက်လို့ဆရာမလို့တော့ဘူးဒါဆိုရင်ဆက်ရမယ်ဒါပြီးသွားရင်ကျွန်တော်တို့ကဗတ်တက်ရမလဲကဲပလေကျူတက်ရမယ်ဟုတ်တယ်နော်ဒါဆိုရင်တော့ဘယ်ပိုင်းပြီးသွားပြီလဲဆိုတော့ကျွန်တော်တို့ဒီနေရာမှာကြည့်မယ်နော်ဒါက step 1ပြီးသွားပြီဖြစ်ပါတယ်အဲ့အတံပဲရိုက်တာ step 1ဆိုရင်ဒါက step 2ပြီးသွားပြီဖြစ်ပါတယ်နော်ဖတာနဲ့ကျွန်တော်တို့ဒီမှာတက်ဆင်ပြီးသွားပြီဖြစ်ပါတယ်နော်ပြီးသွားတော့ကျွန်တော်ကဘာနဲ့တက်မလဲဆိုတော့ ဒီကဘလဂျူနဲ့ဖတ်တာနဲ့တတ်မှာဖြစ်ပါတယ်ဒီမှာเนาะဒီကဘလဂျူနဲ့ဖတ်တာနဲ့တတ်မယ်အဲ့ကမျိုးမှာကြာ session ကိုမတတ်ရသေးဘူးเนาะကျွန်တော်တို့ session ကို session ကနေပုံထုတ်ရမှာဖြစ်ပါတယ်เนาะအဲ့လို step by step လောက်သွားရမှာဖြစ်ပါတယ် Okay ဒီခါလေးပဲရိုက်ထားတော့ရတယ်ဒါဆိုရင်ကဘလဂျူကိုဖျက်ဖို့ဒါပဲရောက်တော့လဲနဲ့ကျွန်တော်ဖြည်းဖြည်းလေးနှစ်ပတ်သုံးပတ်လောက်ဖျက်လာတယ်เนาะဒီလိုလေးတစ်ပတ်လေးမှနောက်တစ်ပတ်နောက်တစ်ပတ်ဒါဆိုရင်ရပြီဖြစ်ပါတယ်เนาะ ဒါလေးကိုကျွန်တော်တို့အာဒါလေးဖြတ်မယ်နော်ဒါဆိုရင်ဖန်တာဝင်တဲ့အခါကျရင်ကျွန်တော်တို့ဒီအတွန်းတစ်ဒီနားလေးမှာကျွန်တော်တို့စကားရှိတယ်နော်ဒီအရင်ရအောင်မှာစကားပါတယ်တကယ်လို့ twin လို့ရတဲ့နေရာဒီဒီလောက်ဒီထက် twin လို့မရဘူးဒီထက် twin လို့မရဘူးနော်တကယ်လို့ဒီလုံးဆိုရင်ဒီမှာကြည့်မယ်ဒီလုံးဆိုရင်ဒီနေရာမှာဒီနေရာအနောက်မှာစကားပါတာဖြစ်ပါတယ်ကျွန်တော်တို့ twin လို့ရတဲ့နေရာဒီဒီအရင်ရအောက်ကိုပဲ သွင်းပေးရမှာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တို့ကပုံသေးတစ်ခုအနေနဲ့တိုင်ရမှာဖြစ်တယ်နော်ဒါဆိုရင်ဒါကနည်းနည်းလေးပုံနေတယ်ဆိုရင်ဖက်တာတစ်လုံးလုံးနဲ့ဝိုက်လိုက်လို့ရတယ်ဒါလိုလေဝိုက်လိုက်လို့ရပါတယ်နော်ဝိုက်လိုက်လို့ရတယ်ဒါဆိုရင်ကျွန်တော်သွင်းမဲ့နေရာလေးကိုတိုင်မှာဖြစ်ပါတယ်ဒီနေသားဒီကျွန်တော်တို့သွင်းမဲ့သွင်းမဲ့ဆိုရင်နည်းနည်းလေးကွေ့လိုက်လို့ရတယ်ဒါလေးကိုအတားလေးတစ်ခုဖြစ်သွားအောင်သွင်းရှင်းပြီလား ဒါလေးပဲเนาะအသားလေးတစ်ခုဖြစ်သွားအောင်တော့ဒါဆိုရင်ဒါလေးကိုစုံမယ်ဒါစော်တဲ့အခါကျွန်တော်တို့ဒါချိန်မယ်အနောက်မှာနည်းနည်းလေးကာပေးရမယ်ဒီဘက်ကိုကာပေးထားလိုက်ခါကြရင်ကျွန်တော်တို့ဒီ high pipe လေးကိုဖွင့်ထားပါเนาะဒီ high pipe လေးကိုဖွင့်ထားပါโอเคဒါဆိုရင်ကျွန်တော်တို့ကဒီကွန်ပရက်ဆာဆောက်မောင်းတဲ့အခါ ကွန်ပရက်ဆာဆောက်မောင်းတဲ့အခါကျွန်တော်တို့ကဒီနေရာကနေအပိုက်ဖွင့်အပိုက်ဖွင့်လုပ်ပေးရပါမယ် session ကအဲ့ဒီခါမျိုးမှာကျွန်တော်တို့အခုစော်ထားတဲ့နေရာခြေပါမယ်ကေဘီကျူးနဲ့ဖက်တာနဲ့စော်ထားတယ်ကျွန်တော်တို့က step 1မှာလည်းကျွန်တော်တို့ pressure လုံမလုံးဆိုတာကိုစမ်းကြည့်ပြီးသွားပြီ step 2မှာလည်းလုံမလုံးဆိုတာစမ်းကြည့်ပြီးသွားပြီ step 3မှာလည်းအခုကျွန်တော်တို့စမ်းမယ်ဒီနေရာနဲ့ပိုက်ထားမယ်ဒီကောင်ရိုးစဲမှုရှိမရှိစမ်းမယ်ဟုတ်တယ်နော်ပြီးသွားရင်အလုံးတက်ဆင်ပြီးသွားတဲ့အခါ pressure တက်လို့ဆရာလို့လား မလို့တော့ဘူးဟုတ်တယ်နော်โอเคအဲ့ဆိုတော့စက်မောင်းဖို့လောက်မယ်ဘယ်ကထွက်တော့မှလဲတရားထွက်တော့မှအဲ့ခါမျိုးမှာဒီကောင်မပိုက်ထားသေးဘူးဘာလို့လဲဆိုတော့ဒီကောင်ပိုက်သွားလားဆိုတာသိဖို့တယ်ပိုက်လိုက်ဖွင့်လိုက်ပိုက်လိုက်ဖွင့်လိုက်လောက်ပြီးဒီက pressure ထွက်လားဆိုတာကိုကြည့်ရမယ် pressure ထွက်ပြီဆိုမှသာဒါကိုပိုက်ပလဲရမှာဘာလို့ဒီကောင်ပိုက်သွားရင်သွားစရာလမ်းကြောင်းမရှိပြန်တဲ့ဖတ်တာလေးပါဖြစ်သွားနိုင်ကိုယ်ထွက်သွားနိုင်နားလေပြီနော်ဒါကြောင့်မလို့ဒါက hyper ကိုတတ်ထားတာဖြစ်တယ် ရှင်းပြီနော်အဲ့တော့ဒီကောင်မောင်းလိုက်တဲ့က high pressure ဒီကိုလာမယ်တကယ်လို့ဒီကောင်ပိုက်သွားတယ်ဆိုတဲ့အခါကျန်ဒီကထွက်ပေါက်တခုမရှိဘူးလားတကယ်လို့ဒီကောင်ကိုဒီပိုက်မှာထွက်တယ်မထွက်ဘူးဆိုတာသိဖို့တက်ဆိုရင်ဒါလေးကိုပိုက်ထားထွက်လာတယ်ဆိုရင်တော့ပိုက်လိုက်တော့ရပြီနော်ထွက်လာတယ်ဆိုရင်ပိုက်လိုက်တော့နော် okay နောက်ဆိုရင်ကျွန်တော် compressor ကိုမောင်းထားတယ်မောင်းထားတဲ့ကကွန်ပရက်ဆာနဲ့ထွက်လာတယ်ဟိုက်ပါကနေကျွန်တော်လေရှူထားတယ်တကယ်လို့အเจ้าမင်းမကြောက်ကပကျူပိုက်သွားခဲ့မှဆိုရင်လည်းထွက်ပေါက်တွေဒီမှာရှိတယ် တကယ်လို့ဒီ session bike ကထွက်တယ်ဆိုတာနဲ့ဒီ high gate ကိုပိုက်လိုက်တော့เนาะဒါဆိုရင်အဆင်ပြေပြီဖြစ်ပါတယ် okay ဆက်မောင်းဖို့လောက်မယ်နော်မောင်းပြီမောင်းနေပြီနော်ဒါဆိုဘယ်ကထွက်နေပြီလဲအိုင်ပါဒီကထွက်နေပြီဒါဆိုဒီကထွက်ဖို့တည်းခြေဖို့မလိုဘူးလားဆုံးဆွဲမရပြီလားဒီမှာခြေမနော်ထွက်လာခြေမနော်ထွက်တယ်နော်ဒီမှာခြေနော်ဟင်းရပြီနော်ထွက်တယ်ဆိုရင်ဒါလေးကိုလေကျွန်တော်တို့ဒီကမော်ရှာကိုဆက်ထုတ်အောင်မယ် ဘာလို့ဒီကအရင်ဆုံးထွက်မှာမို့လို့နော်ထောက်ထားတယ်ထောက်တယ်ထောက်တယ်ထောက်တယ်โอเคပြီးပြီဆိုရင်ကျွန်တော်တို့ဒါလေးကိုခဏလေးဒီဘားလေးကိုပိုက်လိုက်မယ်ပိုက်ပြီးတော့ဘယ်ကထွက်တော့မှာလဲဒီကထွက်တော့မှာနော်အဲ့ကောင်မျိုးကဆက်ပြန်နေဆန်းလို့မရဘူးလား ဆရာဆိုတာဆရာလုံးပါတယ်စမ်းကြမလို့ပါဘူးလက်နဲ့ပိုက်လို့မနိုင်ရဘူးဆက်ထုတ်လို့မရဘူးအချောက်ဆိုတော့ရတတ်တယ်နော်အချောက်ဆိုတော့ရနိုင်တယ်โอเคဒါအလုံးအစုံမဟုတ်โอเคရပြီနော်โอเคဆက်ကိုရမယ် ရပြီးသွားရင်ဇာတ်လုံးကဘာပြတ်ဖို့ပဲကြံတော့ရလဲ session bike ကို session bike နဲ့ဒါနဲ့ join ဖို့ပဲကြံတော့ရအဲ့ခါကျရင်ကမကျူကိုအလှဆင်လို့ရပါတယ်ဟုတ်တယ်နော်ပါပြီးရင်ဒီနားလေးမှာကောက်ချီထားလိုက်မယ်အရင်လှတယ် ဒါဆိုရင်ကျွန်တော်ကဒီကောင်ကအားလုံးစော်ပြီးသွားပြီဒီတစ်ခုကြံသေးတယ်ကောဒါလေးတစ်ခုကောင်းအဲ့ဒါတစ်ခုကြံသေးတယ်ဒါဆိုရင်ကျွန်တော်အားလုံးစော်ပြီးသွားပြီဖြစ်ပါတယ်နော်โอเคပိုက်ဖရက်ချာတက်ခဏယူထားမယ်ကောင်ကျွန်တော်ဒီမှာကြည့်မယ်နော်ကွန်ပရက်ဆာရဲ့အထွက်ကိုကျွန်တော်စလို့စော်ခဲ့ပါတယ်နော်ကွန်ပရက်ဆာရဲ့အထွက်ကအပူပိုင်းကိုဝင်မယ် အပူကန်ကနေလာမယ်လာမယ်လာမယ်ဖတာဝင်မယ်ဖတာကနေဟိုက်ပါတပါတက်မယ်ဟိုက်ပါကနေပြီးမှကျွန်တော်ဖတာကနေပြီးမှကပလီဂျူးကိုဝင်သွားမယ်ကပလီဂျူးကနေပြီးမှကွန်ပရက်ဆာဆက်ရှင်ကိုလာဝင်မှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့က pressure တက်လုတ်เสียမလို့တော့ဘူးဖြစ်ပါတယ်တော့ပေမဲ့ ီဟာအားလုံးကိုကျွန်တော်တို့ကကွန်ပရက်ဆာနေပြီးမှစပြီးမှကျွန်တော်တို့ဒီသူ့ကွန်ပရက်ဆာနဲ့ပါကင်နည်းနည်းလေးဆွဲမယ်ကျွန်တော်မွာချတဲ့အရင်ဆုံးဆက်ထုတ်မှဖြစ်ပါတယ်နော်ထုတ်မယ်ဆိုရင်ကျွန်တော်တို့ကဒီနေရာမှာဖတ်တာလေးယူထားတော့ဟိုနေရာဖတ်တာလေးနော်ကျွန်တော်ဘလော့ခံမလဲဆိုတာကိုကျွန်တော်ပြပေးမှဖြစ်ပါတယ်ကျွန်တော်တို့ high gate low gate ရဲ့အမှန်တက်မှဖြစ်ပါတယ်နော် high gate low ဒီလိုပင်တန်လေးတွေမတက်ဘူးနော်ကျွန်တော်ပါကင်ဆွဲရတာလွေအောင်အတွက်ပင်ပါတက်ပြီးမှကျွန်တော်မဆွဲဘူး အားလုံးဆေးပြီးသွားလို့ဂက်ဖြစ်ပြီးသွားတဲ့ခါကျရင်ကျွန်တော်ဒီလိုလုတ်ပလရာနဲ့ပိုက်မှာမလို့ပိန်မမတက်ဘူးဖြစ်ပါတယ်နော်ပိန်မတက်ရင်ကျွန်တော်ပါကင်ဆွေးရတာနည်းနည်းလေးအဆင်မပြေဘူးပေါ့နော်โอเคဒါဆိုရင်ဒါက high gate ဖြစ်ပါတယ်နော်ဒါက low gate pressure gate လေးဒီဖက်ယူလာတော့ခဏလေးဒီလိုလေးပြခအဲ့လိုလေးနော်ဒီလိုလေးပြပြီ log guide ကကျွန်တော် compressor ရဲ့အဝင်မှာဒီမှာနော် ကွန်ပရက်ဆာရဲ့အဝင်မှာတက်ပေးရမယ်ဟိုက်ဂိတ်ကကြတော့ကျွန်တော်တို့ဖတ်တာမှာတက်ပေးရမယ်ဒါဆိုရင်ကျွန်တော်စော်ထားတဲ့ဟာကိုပရက်ရှာတက်ပြန်လှုပ်ရှင်သေးတယ်အပြင်ကလေနဲ့ကျွန်တော်မထိုးဘူးဖြစ်ပါတယ်နော်အပြင်အလေနဲ့ကျွန်တော်မထိုးဘူးအတားကိုပရက်ရှာတက်လို့မဆိုရင်ကျွန်တော်ရဲ့ဒီအလေပိုက်မှာကျွန်တော်ရဲ့ဒီမွာချာပြင်မရင်ရင်ွေးတွေမပါရအောင်မွာချာစုတ်တယ်ဖတ်တာလေးတစ်လုံးတက်ထားငယ်ကရ မဘတ်တာလေးတစ်လုံးတက်ထားပေးမယ်နော်အဲ့ခါကျရင်ကျွန်တော်ဒါလေးခဏလေးဖြုတ်ထားပေးအောင်ဒီနေရာမှာဂိုက်တက်လာလိမ့်မယ်ဟုတ်တယ်နော်ဟုတ်လားအဝင်ပေးမယ်ဆိုရင်လိုဂိုက်ကိုဖွင့်ထားပေးမယ်လိုဂိုက်ဖွင့်ထားပေးမယ်လိုဂိုက်ဖွင့်ထားတော့ဘယ်ကနေဆုပ်ယူမှာလဲဒီအဝါပတ်ရဖတာကနေဆုပ်ယူလာမယ်ရငွေ့ဒီဒီမှာကြံတင်းတလောက်တော့ကြံခင်းမှာပေါ့အများကြီးမဟုတ်ရင်တောင်းပါ100%ရငွေ့တော့မဝင်တော့ဘူး ဒီကနေဆုပ်လာမှာဆက်ပြီနော်ဒီဇိုင်းဆွေးရမယ်နော်အဲ့တော့ဒီကနေဆုပ်လာမယ်ဆိုရင်ဘယ်သူပေးသွားမလဲအဝင်ပေးသွားမှာအဝင်ဆိုရင်အထွက်ကနေမထွက်လာဘူးလားထွက်လာမှာနော်ဒါဆိုရင်ကွန်ပရက်ဆာဆက်မောင်းဖို့လောက်မယ်အဲ့ဒီခါမျိုးမှာသူ့ဟာနဲ့သူပါကင်လေးဆွဲပြမယ်ဆရာပရက်ရှာတက်လေးလုပ်ပြမယ်ဟုတ်တယ်နော်โอเคမောင်းလို့ရပြီကောင်မောင်းလိုက်ရင်အဝင်ဆိုတာပေးထားတာမောင်းမောင်းလိုက်တဲ့အတွက်ကြောင့်မလို့အဝင်ဆိုတာပေးထားတာမလို့အထွက်ဆိုတာမရှိနေဘူးလားဒီမှာ နော်ဘယ်ရောက်ဝင်နေလဲဒီရောက်ဝင်နေတာအဝါပိုက်အဝါပိုက်ဖတာနဲ့ဝင်နေတာဒီမှာဟုတ်တယ်နော်အဲသူ့အနေသူထုတ်ထုတ်ဟိုမချအောင်အလုံးနော်ပြီးသွားရင်ကျွန်တော်က pressure တက်လောက်ချင်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့အနေကိတ်ကိုတတ်လိုက်ရင် pressure မတက်လာဘူးလား gain မှာ pressure gain တက်လာမယ်နော်ကုလိုချင်တဲ့ pressure ရောက်တာနဲ့ low gain ကိုပိုက်လိုက်တော့ဒီမှာမတက်လာဘူးလားဒီမှာချစ်ဒီမှာချစ်ဒီမှာချစ်ဖိုက်ကိတ်မှာတက်လာ ဒီမှာတက်လာပြီနော်လိုချင်တဲ့ pressure ရောက်တာနဲ့ဆက်ကိုရမယ်ဒီလိုမျိုး step by step လောက်တက်ရပါမယ်နော်ကျွန်တော်အသေးစိတ်လေးပြပြီးသွားပြီဖြစ်ပါတယ်နော် compressor ရဲ့ tap ကိုတက်တယ်ကျွန်တော် high guide ဒီကျွန်တော် filter မှာတက်ဆင်ပေးထားရမယ် low guide ဒီ low compressor မှာတက်ဆင်ပေးရမယ် parking set ကိုတက်ဆင်မယ်ပြီးတော့ရေအေးကွန်တဲကရင်ခွေးကိုဆော့ယူခြင်းနဲ့ဆိုရင်လောဂိုက်ကိုဖွင့်ရမယ်အပူကွန်ထက်ကရင်ခွေးကိုမွာချာကိုဆော့ယူခြင်းနဲ့ဆိုရင် high pressure ဖွင့်ရမှာဖြစ်ပါတယ်เนาะဒီပုံလုံးဆင်ပေးရမှာဖြစ်ပါတယ်အဲ့တော့ဒီမှာတစ်ချက်ချင်းမယ် low guide ဒီ compressor စီမှာတတ်ထားတယ် high guide ဒီ fatter စီမှာတတ်ထားတယ်เนาะအဝါဒီ parking set မှာတတ်ထားတယ်မောက်မယ်150 watt ဆိုရင်တနအိခွေးဆွေးပေးရပါမယ်เนาะနေ့စုံတော့ရခိုင်တက်တာကိုပုံသေးပေးမှတ်ထားပါတနအိကနေ3နာရီလောက်ထိဆွေးပေးရမှာဖြစ်ပါတယ်เนาะ ဒါဆွေးပြီးသွားရင် ကျွန်တော်တို့ပါကင်ကတ်ဖြစ်မယ်အစအဆုံးကျွန်တော်ဒီဗီဒီယိုဖိုင်ကရိုက်ပြီးတင်ပေးသွားမှာဖြစ်ပါတယ်နော်